်မြမရုပ်ရှင်လောကမှာဘယ်တော့မှမီလို့မရမဲ့လူနှစ်ယောက်ရှိပါတယ်သူတို့ကတော့အားလုံးတည်ကြတဲ့အတိုင်းဦးကျော်ဟိန်းနဲ့ကိုသားကြီးခေါ်တွေးတို့ပဲဖြစ်ပါတယ်မင်္ဂလာပါ Rata 5 Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဦးကျော်ဟိန်းကတော့ရုပ်ရှင်လောကနေပေမှာအများနဲ့မတူအောင်စံချိန်တင်နိုင်ခဲ့သူပါအပြောနဲ့အလုံးနဲ့ညီသူလည်းဖြစ်ပြီး တဘာဝအဆန်းဆုံးမင်းသားတယောက်လည်းဖြစ်ပါတယ်။မူရစေးဆွဲတဲ့ဘဝကနေဘဝရဲ့အမြင့်ဆုံးချိန်တွေအထိကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့တက်လာနိုင်တဲ့သူလည်းဖြစ်ပါတယ်။သူတယောက်ဆောင်တဲ့ဇဝင်ကမ်းများဆိုရင်အသက်ဝင်လွန်းလို့သူနဲ့တွဲဖက်ပြီးတယောက်ဆောင်ရမယ့်လူတွေအားဆိုရင်ဥကျော်ကိုလမ်းညားတဲ့အထိဖြစ်ပါတယ်။ငိုကန်၊ရီကန်၊ဒေါသဖြစ်ကန် ဆေးဆေးလုံရှာတဲ့ခံစင်ရသားဘွားတတိဘွားအထိမျိုးစုံအောင်တဘာဝကြက်ကြက်တရုပ်ဆောင်ပြခဲ့တာလည်းဖြစ်ပါတယ်ဦးကျော်ဟာတရုပ်ဆောင်လုပ်ပြင်တရှင်းဆိုရတာလည်းကြိုက်နှစ်သက်ပြီးခေပြိုင်ဆိုတော်များနဲ့လည်းတချင်းများစွာတူတူဆိုဦးပါတယ်ဘဝနေဝင်ချိန်မှာတော့ယဟန်ဘွားနဲ့တိုင်းသဘာမှာငြင်းငြင်းစွာပြောင်းလဲတော်မူသွားခဲ့ပါတယ် ဥကျော်ဟာမရှိတော့ပေမဲ့သူရဲ့အမှုပညာရသတွေဟာဒီနေ့ထက်တိုင် လူတွေအနေနဲ့မေးလို့မရခဲ့ပါဘူး။သူ့ကိုလည်းရှင်လို့ရနိုင်မဲ့အမှုပညာရှင်မရှိပါဘူး။တကယ်လို့ရှိမယ်ဆိုရင်တော့အတ္တကတော့ဥကျော်ရဲ့သူဖြစ်သူကိုသားကြီးခေါ်တွေးဖြစ်ပါတယ်။တွေးရတဲ့ဥဆောင်ချက်တွေကအရန်ကိုအသက်ဝင်လို့နဲ့ပြင်ဆွဲဆောင်မှုလည်းအရန်ရှိပါတယ်။ ။တွေ့ရတဲ့ဆောင်ချက်တွေကအရန်ကိုကောင်းလို့အထူးတလဲပြောပြဖို့မလိုအပ်တော့ပါဘူး။ shooting တွေမှာဆိုရင်မင်းသမီးတွေဟာတရုတ်ဆောင်နေတဲ့အချိန်တွေမှာဆိုရင်တွေ့ရမျက်လုံးကိုတောင်စစ်စစ်မကြည့်ရပါဘူးလို့တွေ့နေတရုတ်ဆောင်ငယ်တွေမင်းသမီးများစွာကအင်တာဗျူးတွေမှာဖြေထားတာကိုကြည့်ချင်းအဖြစ်သိနိုင်ပါတယ်။တရုတ်ဆောင်ပိုင်းမှာလည်းအဖြစ်ပြောစရာမရှိအောင်ကောင်းလွန်တဲ့တွေဟာစိတ်ထားလဲနုံနှံ့ပြီးအရင်ကောင်းပါလေလို့သူနဲ့ယဉ်နီးတဲ့လူတွေစီကသိရပါဗျ။ ။တခြင်းဆိုတာလည်းအရင်ကောင်းပြီးရှိုးဝဲများစွာမှလည်းတည်ဆိုခဲ့ပါဗါ။အဲ့ဒီခေတ်ကဂျာနယ်လစ်တွေက တွေးရတဲ့အံကိုအမြူးမြူးဝေဖန်ခဲ့ကြပါပဲ။သူ့ရဲ့စင်အောက်ကလက်ခုပ်တီးနေတဲ့ပြိသက်တွေကတော့သူ့ရဲ့အောင်မြင်မှုရဲ့တသက်တခုပါပဲ။ကျွန်တော်ထပ်ပြောပါမယ်။တွေးရဲ့စူပါပါဝါကသူ့ရဲ့မျက်လုံးနဲ့စကားပြောခြင်းမှာဒါကိုဒီဘက်ခေပဲအနုပညာရှင်မလိုက်လို့မမိနိုင်ပါဘူး။ဒီဆုံးချိန်ထိအကယ်ဒမီတစ်ခုတာရခဲ့ပေမဲ့ ပရိသတ်တွေပြီးတဲ့ Academy တွေကတော့ယနေ့ထက်တိုင်ပါပဲခင်ဗျာတွေးဟာမုံတဲ့သူမရှိချစ်ခင်တဲ့သူတော့ရှိကြအောင်သူ့ရဲ့နာရေးမှာလာရောက်ကြတဲ့လူရဲ့အတွက်ကိုကြည့်ရင်သိနိုင်ပါတယ်ဦးကျော်ဟိန်းနဲ့တွေးတို့တူရီးနှစ်ယောက်ကိုဒီဘက်ခင်မှာရှင်နိုင်မဲ့လူမရှိတော့ပါဘူးဦးကျော်ဟာစီကံကြည့်သူတွေးကလူငယ်ပီပီလွတ်လွတ်လပ်လပ်နေထိုင်နေသူဖြစ်တာကြောင့်သူတို့နှစ်ယောက်ကြာကတောက်ဆာလေးတွေရှိခဲ့ပြီးမြဲ ပြန်လည်တင်းမြတ်ခဲ့ကြပါဗျာသူတို့နှစ်ဦးစလုံးဟာယခုချိန်မှာမရှိကြတော့ပြီမယ်သူတို့ရဲ့နှုတ်ပညာတွေကတော့နောက်နှစ်ပေါင်းများစွာဒီ selection တက်နေမှာသိကြပါပါခင်ဗျာဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပရိသတ်တွေရောဦးကျော်ဟိန်းနဲ့တွေ့ဒီနေ့ရက်ကိုကြိုက်ရလားဆိုတာဖြေခဲ့ပြီပါဦးနော်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့လည်းမိသွားကြပါနဲ့နော်